တဲ့လူတွေဟာကိုကိုကိုမဆုံးမသေးသည်မြကိုကိုကိုမပြင်းသေးသည်မြဆရာမိဘတွေဘလောက်ပဲဆုံးမဆုံးမကိုကိုဆုံးမနိုင်ပါသားလင်အရင်ခြေဆုံးသောပုဂ္ဂိုလ်ဖြစ်တယ်ကိုကိုတမိုးထားလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းဆုံးဖြစ်အောင် ကိုယ်တိုင်ကြိုးစားကြရတာဖြစ်တယ် ဆရာမိဘဆိုဆုံးမလို့လိုက်နိုင်ရင်လည်းကောင်းကျိုးချမ်းသာရသို့သောဆရာမိဘရဲ့ဆုံးမကိုနာယူပြီးတဲ့အခါမိမိကိုယ်တို့ကိုယ်တိုင်ကဒီမရင်ကြီးတဲ့လမ်းကြောင်းအတိုင်းလိုက်ပြီးကိုကိုယ်တိုင်ကိုယ့်ကိုပြုပြည့်နိုင်မှသာလေလောကမှာလူတော်လူကောင်းဖြစ်တာဖြစ်တယ်မိဘဆရာဆုံးမတယ်ဆိုတာလမ်းညွန်ပြရုံတသက်မြတ်တာဖြစ်တယ် ကိုယ်တိုင်လှုပ်တာမပါဘူးဆိုလို့ရှိရင်ပြပြစုံနဲ့ယဉ်ကျေးမှုဆိုမဖြစ်နိုင်တကယ်ပညာရှိသူတော်ကောင်းတွေမြတ်စွာဘုရားကိုယ်တိုင်ကလည်းတော်ရီကိုတတိပေးတဲ့စကားမင်ကြားခဲ့တယ်တုံမေဟိကိစ္ဆံအတ္တပံလုံးတင်လုံးတိုက်တဲ့ကိစ္စတွေကိုမင်းတို့ကဒီစ조사ရမှာဖြစ်တယ် ငါကတော့လမ်းညွန်ပြတ်တာဆုံးမတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ဆိုကြတာအလုံးကိုမှတ်တာဖြစ်တယ်ဆုံးမတဲ့အတိုင်းလိုင်းနာသူမလိုင်းနာသူဆိုတာနှစ်မျိုးရှိတယ်လိုင်းနာတဲ့ပုဂ္ဂိုလ်တွေကကောင်းကျိုးချမ်းသာရပြီးမလိုင်းနာတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာမရနိုင်ဘူးအဲ့ဒီအဓိပ္ပာယ်ကဘာလဲလို့ဆိုလို့ရှိရင်လူတွေကကိုယ့်ကိုမဆုံးမနိုင်သေးသမျှသူများရဲ့အဆုံးအမကိုသာခံယူပြီးကိုယ့်ကိုမဆုံးမနိုင်သေးသမျှ လူလောကမှာအတုံးကြတဲ့ပုဂ္ဂိုလ်ဆိုချစ်ဖို့ခဲနေတယ်သူတို့ဆိုလို့နော်မြတ်စွာဘုရားကအတ္တဟိကိရဒုဒ္ဓမောဆိုကိုယ်ကိုဆုံးမဖို့ကလွန်ခက်တယ်လို့ပြောသူများဆုံးမရတာလွယ်တယ်ကိုယ်ကိုဆုံးမဖို့ကြတော့ခက်တယ်လူဆိုတာကိုယ်ကိုနိုင်အောင်ဆုံးမနိုင်လေမရှိကြဘူး ူများကိုသာဆုံးမတတ်တယ်အလွယ်တကူဆုံးမတတ်တယ်ကိုကိုယ်တိုင်ကသူများကိုဆုံးမတယ်လို့ကိုကိုယ်တိုင်လိုင်းနာမှုစိတ်သုံးမှုကြတယ်ဒါဆိုခက်ခဲတတ်ကြဒါကြောင့်မို့အပြောသမားဘုရားရောက်သွားတာလေအများကြီးပဲနော်ရသော်ရရဲ့ဆုံးမမှာဆိုရထောင်ဝါရီတထာကာရီတထာကာရီတထာဝါဒီဆိုအပြောနဲ့လှုပ်ဟာ ကိုင်းကြီးစေရမယ်လို့ဆိုတရားဟောတဲ့ဘုန်းကြီးတွေဒီပင်နေကိုဟောတဲ့တရားကိုပြန်နာရမယ်ကိုကြားရမယ်လို့ဆိုကိုအသာဟောပြီးတော့အဟောပဲသာနေပြီးတော့ဟောတဲ့အတိုင်းကိုကမလိုက်နာဘူးဆိုလို့ရှိရင်ဒါအဟောတက်တက်အဟောတက်တက်အပြောတက်တက်နဲ့အကျိုးမှဖြစ်မှာဟုတ်နော်ကောင်းကျိုးချမ်းသာရနိုင်တာမဟုတ်ဘူးဒါကြောင့်မို့ကိုဟောတဲ့တရားကိုပြန်ပြီးကြားရမယ် ကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးတာပဲဖြစ်ရယထာဝါရီ တထကရီကိုပြောသလိုကိုကလုပ်ရမယ်လုပ်သလိုလည်းပြောရမယ်လုပ်ထားတယ်လည်းပုံမပြောရဘူးဒီလိုဆိုလို့ပေါ့နော်အပြောနဲ့အလုပ်ဟာနှစ်ထွေညီညာနေဖို့လိုတယ်လောကလူတွေကအပြောနဲ့အလုပ်ဟာညီကြတာမေတ္တာမှရှားတယ်နော်အပြောနဲ့အလုပ်ဟာကိုင်းညီနေဖို့လိုတယ် ကိုပြောသလိုကိုကလှုပ်တယ်အပြောတက်တက်ကပြောရတာနဲ့လှုပ်ရတာဘယ်အလွယ်ရောဆိုပြောရတာလွယ်တယ်လှုပ်ရတာခက်တယ်ဒါကြောင့်မို့အပြောနဲ့လှုပ်နဲ့ဟာလေလွဲချော်နေတတ်တယ်အဲ့ဒါလို့မဖြစ်ရအောင်ဆုံးမသွန်သင်မှုတို့အရေးကြီးဆုံးကတော့ကိုယ့်ကိုရှင်ကျေးအောင်ဆုံးမမှု ကိုယ့်ကိုလမ်းပြနိုင်မှုဒါဟာအရေးကြီးဆုံး အဲ့တော့ကိုယ့်ကိုဆုံးမဖို့ဆိုတာဘာတွေလိုအပ်တုံးချင်ပညာရှိတွေရဲ့ဆုံးမတွေများစွာသိဖို့လိုအပ်တယ်အဲ့ဒါကိုတုတ္တလို့ခေါ်တယ်ဘဟုတ်တုတ္တဘဟုတ်သစ်သင်္ဆသိပင်္ဆဆိုတဲ့မြတ်စွာဘုရားရဲ့မင်္ဂလာတရားတော်တွေထဲမှာကိုဟာသူတော်ကောင်းတရားတွေကိုများစွာကြားနာဘူးတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြားနာတယ်ဆိုတာသင်ယူတာပဲဖြစ်တယ်နာယူတယ်ဆိုတာသင်ကြားခြင်း သင်ယူခြင်းပဲဖြစ်တယ်။တရားပွဲတွေကျင်းပပြီးတရားနာတယ်ဆိုတာမြတ်စွာဘုရားပါရိဟောခဲ့တယ်ဆိုတာကိုသင်ယူခြင်းပဲဖြစ်တယ်။ရှေးခေတ်ကနားနဲ့သင်ယူတာဖြစ်သောကြောင့်တုတ္တဆိုတဲ့အသုံးဖို့ပဲသုံးတာဖြစ်တယ်